ကဲသားတို့သမီးတို့ရေရရှယ်တို့လုပ်ငန်းသုံးတွေကိုဆက်ပြီးတော့လေ့လာကြအောင်เนาะလုပ်ငန်းသုံးမှာဆိုလို့ရှိရင်အခန်းပြင်ထွက်ပြီးတော့အေးတဲ့နေရာနဲ့ပူရဲ့နေရာကိုရှာပြီးတော့နေမယ်နေပြီးွားလို့ရှိရင်အေးတဲ့နေရာနဲ့ပူရဲ့နေရာကဘာတွေ꽌ပြချာနားလဲဆိုတော့ဒီရှယ်တို့ကလေ့လာပြီးတော့မိကုံးလေးတွေကိုဖြည့်ကြည့်မယ်เนาะ ဲ့မိကုံးလေးယုံဖြစ်ချင်းကြီးတောက်သမီးကြီးနေလုံးကိုတဲတဲမကြည့်နဲ့နော်ဘာဖြစ်လို့ဆိုရင်နေရောင်ကြီးကတောက်မျက်စိတွေကိုဖျက်ဆီးစေတယ်အရန်ကိုနေရောင်ကြီးကပူချိန်မြင့်တဲ့အတွက်တောက်ရဲ့မျက်လုံးလေးတွေကိုဖျက်ဆီးစေရနော်ဒါကြောင့်အပြင်ထွက်လို့ရှင်တောက်သမီးတို့ကနေလုံးကြီးကိုတဲတဲမကြည့်နဲ့နော်ကဲဟုတ်ပါပြီလားဘာဖြစ်လို့လဲဘာလို့တဲတဲမကြည့်ခိုင်းတာလဲ မျိုးလုံးပျက်စီးမှာစို့လို့ကဲအဆောရင်ဒီချင်နဲ့တူတူမိခွန်လေးစက်သွားကြမယ်နော်မိခွန်လေးမှာဗာမေးထားလဲဆိုရင်နံပါတ်1နေဘူးရဲမှာတဲ့ပူပလာအေးသလားတဲ့ကဲတောင်းတမလို့ရေနေဘူးရဲသွားဖူးတယ်မလားကဲသွားတဲ့အခါမှာပူလာအေးလားဟုတ်တယ်ပူတာပေါ့အဲ့တော့အဖြေလေးကိုရေးထည့်ပြီနော်ဇယောက်ွက်လေးထဲမှာပူသည်လို့ရေးထည့်ပြီကဲရမယ်နော်အဆောရင်မိခွန်နံပါတ်1 စာသင်ခန်းနဲ့နေပူတယ်။ဘယ်နေရာကပို့ပြီးတော့ပူလေတဲ့။ကဲတော့သမီးကြီးစာသင်ခန်းနဲ့နေပူတယ်ဘယ်နေရာကပို့ပြီးတော့ပူရထင်လဲ။ဟုတ်လေနေပူတယ်ကပို့ပြီးတော့ပူတာပေါ့။အဲ့ဆိုရင်ဒီချက်ကိုနေပူတယ်ဆိုတာကိုရေးပြီးတော့ထည့်ပြီးနော်။ဟုတ်ပြီပြီးပြီလား။ကဲအဲ့ဆိုရင်နောက်ခုလေးဆက်ပြီးတော့သွားရရအောင်။မိခွန်းနံပါတ်3မိခွန်းနံပါတ်3မှာတစ်ပင်အောင်မှာနေပူသလားတဲ့။ အေးသလားတဲ့အဲ့တော့သစ်ပင်အောက်မှာနေရင်ပူလားဓာတ်မွေအေးလားတဲ့တောက်သမီးကြီးပူလားအေးလားအေးတာဗောသစ်ပင်ရဲ့အရေးကြောင့်အေးတယ်နော်အဲ့ဆိုရင်ဒီချက်ကိုအေးသည်လို့ရေးဖြည့်ပေးပါဇယောက်ွက်ထဲမှာကဲဒါဆိုရင်မိခွန်းနံပါတ်လေးကိုဆက်ပြီးတော့ကြည့်ရအောင်မိခွန်းနံပါတ်လေးမှာနေရအောင်မှာနေရနဲ့သစ်ပင်အောက်မှာနေရဘာကွာချသည်တဲ့ကဲတောက်သမီးကြီး နေရောင်အောက်မှာနေဘာဖြစ်လဲပူလားအေးလားဟုတ်တယ်ပူတာပေါ့တစ်ပင်ရဲ့အောက်မှာဆိုရင်ရောအေးတာပေါ့အဲ့တော့နေရောင်အောက်မှာနေရင်ပူသည်တစ်ပင်ရဲ့အောက်မှာနေရင်တော့ဗာလေအေးသည်ဆိုတာလေးရေးထည့်ပြီးနော်ကဲအဲ့ဆိုရင်မေခွန်းနံပါတ်5ကိုဆက်ပြီးတော့မယ်နော်မေခွန်းနံပါတ်5မှာနေရောင်အောက်မှာနေရင်ဘာကြောင့်ပူလဲဘာကြောင့်နှွေးရလို့ထင်လဲတဲ့ ဘာကြောင့်လို့ထင်လဲနေရအောင်မနေလို့ရှိရင်ပူရင်တွေဟုတ်တယ်နော်နေရှိလို့နေပူချိန်ကြောင့်ပူရဲနွေးရလို့ထင်တယ်အဲ့တော့နေပူချိန်ကြောင့်ကဲအဲ့ဆိုရင်နောက်ဆုံးမေးခွန်းနံပါတ်6လေးကိုတွားကြရအောင်မေးခွန်းမှာနေရဘာကိုပြီးလေတဲ့ကဲတောက်မြွေနေရဘာကိုပြီးလေဟုတ်တယ်အပူကိုပြီးတယ်ကဲအဲ့ဆိုရင် ဒီလုပ်ငန်းလေးကိုလုပ်တဲ့အခါမှာနေရဘာကိုပေးရလို့တောင်းပန်မျိုးသိရလဲဟုတ်တယ်နေက အပူကိုပေးရဆိုတာကိုတောင်းပန်မျိုးသိရတယ်နော်ကဲနေက အပူပေးတယ်ရှေ့ရတင်ငန်းဆိုင်မှာနေရဘာကိုပေးလဲအလင်းရောင်ကိုပေးတယ်ဒါဆိုရင်နေရနေပြီးတော့အပူလည်းရတယ်အလင်းလည်းရတယ်ဆိုတာကိုတောင်းပန်မျိုးသိပြီနော်ဟုတ်ပါပြီဒီချင်းတဲ့အတူတူနောက်တင်ငန်းဆိုင်ကိုဆက်ပြီးတော့ကြာမယ်နော်